နောက်မှလုံမယ်နောက်မှလုံမယ်အခုလုံရင်ကိုအခုအကျိုးရှိမှာကိုတည့်ရက်နဲ့နောက်မှလုံတတ်တယ်အချိန်ကိုနောက်ဆွဲတတ်တယ်ဆိုတော့အကျင့်ကကျွန်တော်တို့မှာရှိတတ်ပါတယ်ကျွန်တော်ရဲ့ comment မှာအသားစားရင်ကိုယ့်အတွက်အကောင်းကျိုးရှိမယ်ဆိုတာတည့်ရက်သားနဲ့နောက်မှလုံမယ်ဆိုတာလေးမှတ်ထားအတွေ့လို့ပါနောက်မှလုံမယ်ဆိုအကျင့်ပါရဆိုဘယ်တော့မှလုံဖြစ်မှာမဟုတ်ပါဘူးနောက်ဆိုတဲ့ဇာကားကဒါ is a lie ပေါ့လေလိန်ညာမှုတစ်ခုပါနောက်ဆိုတဲ့ဆိုင်ပြန်ပြန်နေစားလို့တော့မယ်နောက်တစ်လနေစားလို့တော့မယ်ပစ္စံရရချင်းချင်းစားလို့တော့မယ်ဆိုတော့မှနည်းနည်းပို့ပြီးတော့မှခံယူလို့ကောင်းတဲ့အရာပေါ့နော် နောက်ဆိုရင်ဘယ်တော့မှလုတ်ဖြစ်မှာမဟုတ်ဘူးနောက်စကားကိုတုံးတာများနေရင်ကို့ဘဝမှာဒါနှောင့်နှေးမှုပဲပိုဖြစ်ဖို့ပဲရှိမှာပေါ့နော်အကြောင်းအကြံပေးချင်တာကခုကတည်းကလုံနိုင်ဖို့ကြိုးစားပါအခုမလုံနိုင်နေရင်ဘာလို့မလုံနိုင်ရလဲဆိုတာအပြေရှားပါကိုခန္ဓာကိုပြောင်းလဲခြင်းနဲ့ကိုကျမ်းမာယူလိုက်စားခြင်းနဲ့တူတွေဆိုရင်ကိုကိုပေးတဲ့ထောင်ချောက်ထဲကိုကိုအဝင်မခံပါနဲ့ပေါ့နော်နောက်မှလုံမယ်ဆိုတဲ့အကျင့်တွေကကို့မှာအရန်ရှိနေလို့ဒီအကျင့်ကိုဖျက်ခတ်တယ်ဆိုရင်ဒီလိုလေးမြင်ကြည့်လိုက်ပါကျွန်တော်တို့တွေးသလိုပေါ့နော်ဥမာဆိုပါစို့တရက်ကိုကျွန်တော်ရေတစ်စက်ပဲကျွန်တော်မှရောက်ခွင့်ရှိမယ်တနစ်နေမှာ365ရက်နေမှာရေပေါင်း 365ဆက်ရေတစ်ခွက်စာကျွန်တော်ရနိုင်မယ်ဆိုပါဆို။တနစ်ကြာတဲ့ခါကျမှကျွန်တော်ရေတစ်ခွက်ရချင်ပါတယ်ဆိုပြီးတော့မှအသိဉီးကျွန်တော်ဘလောက်ပဲခွက်ကိုခံထားခံထားရေကပြည့်လာမှမဟုတ်ဘူး။တရက်ကိုတစ်ဆက်ပဲကျွန်တော်တို့ကရနိုင်တဲ့အတွက်ကြောင့်မလို့ကိုတနစ်အချိန်ပေးမှကိုရမှာ။အဲ့တော့အကောင်းဆုံးကအမြင့်ဆုံးစရိုက်တာအကောင်းဆုံးပဲ။အခုလဲအဲ့လိုပဲကိုယ်ခန္ဓာကိုလှပဖို့အတွက်ကိုယ်ခန္ဓာကိုတိုးတက်ဖို့အတွက်ဆိုရင်ပါရရတခုလေးတာပဲဖြစ်ဖြစ်အခုဆိုလိုက်ကကိုကျမ်းမာကြီးလိုက်စားမယ်ဆိုရင်ပေါ့လေကိုဘလို့အားပြီဆိုမှကိုလှုပ်လိုက်မယ်ဆိုတဲ့ဟာမျိုးကဘလို့မှကိုကို ချက်ချင်းကိုရလက်ပေးနိုင်မှာမဟုတ်ဘူးဒါကြိုးလှုပ်ထားမှရတာအဲ့ခါကျတော့တချို့ရောဘဝမှာပေါ့နော်တချို့ရောအရာတွေကဒီလိုကြိုးပြီးနည်းနည်းချင်းစီလှုပ်ထားမှဒါကို့အတွက်ရမယ်ဆိုတာကိုနားလည်ထားရဆိုရင်ဒီခုနနောက်မှဆိုတဲ့ဟာပို့ပြီးတော့မှတက်တာသွားနိုင်တာပေါ့နော်ဥမာဆိုပါဆိုကိုကအင်္ဂလိပ်စာလေ့လာချင်တယ်ရုပ်တရကြီး2လပြက်3လပြက်ဆိုရင်ခေါင်းထဲမှာလည်းပူထူနေမယ်။ Okay တရက်ကိုတနအီငါပုံမှန်လေး dictionary ငါကြည့်မယ်။စာလေးအနေငယ်ဖတ်မယ်ဆိုပြီးတော့မှတရက်ကိုတနအီအချိန်ပေးသွားရဆိုရင်တနေ့နေ့ အင်္ဂလိပ်စာကိုအလိုအနင်းကွာပို့ပြီးတော့မှကျွမ်းကျင်သွားတာပေါ့နော်အာနောက်သူများရဲ့လိုမျိုးလေးနောက်တစ်နှစ်ကြာတဲ့ခါကျမှကိုကိုအင်္ဂလိပ်စာရမ်းကျွမ်းအောင်တနေကုန်လုံးဘလောက်ပဲခေါင်းပူထူအောင်လုပ်လို့ကိုကဘလို့မှမရနိုင်တာတဲ့စာရင်ပေါ့နော်အဲ့လိုအချိန်လေးပေးပြီးတော့မှကြာကြာလေးလှုပ်သွားတဲ့နီးစနစ်ကိုမှရှိရဆိုရင်လူလဲတက်တာရတယ်ပြီးရင်လှုပ်လို့ရအများကြီးပဲအဲတဘောက အင်္ဂလိပ်စာလုံနေတဲ့အချိန်မှာအခြားဘာသာရပ်ကိုလည်းကိုနေနေချင်းစီလောက်သွားလို့မရဘူးလားအခုလိုပဲကျမ်းမာရေးကိုလည်းနေနေချင်းစီလောက်သွားလို့မရဘူးလားရရနော်အဲ့တော့ကိုဝိတ်သက်လာတဲ့ဟာတွေကိုကျမ်းမာရေးမကောင်းစေမဲ့အကျင့်တွေကိုဒါတွေကိုအချိန်ကြာကြီးပြစ်ထားမဲ့အစားခုကတည်းကနေနေချင်းစီပြောင်းလဲသွားမယ်ဆိုရင်ပို့ပြီးတော့မှလွယ်လွယ်ကူကူနဲ့ဗောလေတိုးတက်မှုရနိုင်ပါမယ်ဒါကြောင့်မလို့နောက်မှလုံမယ်ဆိုတဲ့စကားမျိုးအရင်ပြောဖြစ်နေဆိုရင် short ပြီးသုံးဖို့အတွက်ကျွန်တော်ဒီမှာဒါပြန်ပြီးတော့မှ remind လေးလို့ပြင်ချင်ပါတယ်